မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနရဲ့ထိတ်တန့်တရင်တွေကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးအမေရိကန်သမ္မတထရန်ရီဂျပန်ခီစဉ်တွင်မြမရေပိုမိုလေးထားဆောင်ရွက်စီရန်ပြည်ပရောက်မြမနိုင်ငံသားများကတိုက်တွန်းမြစ်တာရက်ခံလှူရှားမည်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အမေရိက ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျပန်ခီးစဉ်တွေမှာမြမရေပိုမိုလေးထားဆောင်ရွက်စီရင်ပြပရောက်မြမနိုင်ငံသားများကတိုက်တွန်းမြစ်တာရက်ခံလှုပ်ရှားမှုဖြစ်ကြောင်းဂျပန် NUG Supporting တပ်ဖွဲ့ဝင်များကပြောဆိုပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်နိုင်ငံသို့အော်တိုဘာလနောက်ဆုံးပတ်တွင်လာရောက်ရန်ရှိနေပြီးယင်းခီစဉ်တွင်အမေရိကန်နိုင်ငံအနေဖြင့်မြန်မာအရေးကိုပုံမှုထိရောက်စွာလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမေတ္တာရက်ခံအကူအညီတောင်းခဲ့ခြင်းလှုံ့ဆော်မှုအစီအစဉ်များပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အမေရိကန်တမရဂျပန်နိုင်ငံသို့ရောက်လာစဉ်နိုင်ငံတော်၏တိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တမရကြီးဦးဝင်းမြင့်နှင့်နိုင်ငံ၏အကျဉ်းသားများပြန်လည်လွတ်မြောက်ရေးအတွက်၎င်းမြန်မာနိုင်ငံသားစစ်တပ်၏ပြည်သူ့ဘော်ရက်ဆက်ရုံမှမှုများအကြမ်းဖက်မှုများရပ်တန့်သွားစေရန်အတွက်၎င်းအမေရိကန်နိုင်ငံအနေဖြင့်မြန်မာရေကိုပုံမှုထိရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမေတ္တာရက်ခန့်အကူအညီတောင်းခံကြမည်ဖြစ်သည်ဟုသိရှိရပါသည် အိတ်ဖွင့်ဘေးစားပေးဖို့လည်းစီစဉ်နေပါတယ်။ကြားဖြင့်လူကုန်ကူမှုမူရင်းစေဝါတင်ပို့မှုတို့နဲ့အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုထိခိုက်နေတဲ့အတွက်ထရန့်ရဲ့အမေရိကန်ဆိုးရွားကဥဆောင်ကိန်းတွေဖြည့်ရှင်ပေးဖို့နဲ့နောက်ွယ်က အာနာသိန်းအချမ်းဖက်စစ်တပ်ကိုတရုတ်ရုရှားတို့ရဲ့လက်နက်နဲ့နှီးပညာထောက်ပံ့ကူညီနေမှုတွေရပ်တန့်သွားဂျောင်းဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုထားပြီးအတိုင်းအတာတစ်ခုတည်းလှုံ့ဆော်ပေးနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဒီအတိုင်းဆက်သွားရဲ့အမေရိကန်ဆိုးရွားနဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုပါထိခိုက်မှာမို့ထရန့်ဆိုးရွားဂျောင်းဝင်လှုံ့ ဆောင်မယ်လို့မျှော်လင့်မိပါတယ်ဟုဂျပန်ရောက် NUG Supporting အဖွဲ့ဝင်တို့ကပြောကြားပါတယ်။ဂျပန်ရောက်မြန်မာနိုင်ငံသားများကအော်တိုဘာလ29ရက်နေ့ ဆူမီဂျုံမိုဖူတိုဆန်တာဝါမှာညနေ3:00နာရီမိနစ်30မှညနေ4:00နာရီမိနစ်30ချိန်ထိအမေရိကန်ကမြမရေကိုပုံမူတယောက်စွာလေးထားဆောင်ရွက်လာစီရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရခိုင်အကူအညီတောင်းခံခြင်းလှုပ်ရှားကြမည်ဖြစ်ကြောင်းသိရှိရပါသည်။ထို့ကြောင့်ဂျပန်ရောက်မြန်မာနိုင်ငံသားများအနေဖြင့်အမေရိကန်သမ္မတထရန်ဂျပန်သို့ရောက်ရှိနေစဉ်ကာလတွင်မြစ်တာရခိုင်အကူအညီတောင်းဆိုခြင်းလှုပ်ရှားမှုများတွင်တက်ကြွစွာပူးပေါင်းပါဝင်ပေးနိုင်ကြဖို့ NUG Support Drink Japan ကအတိပေးတောင်းဆိုတိုက်တွန်း ထားပါတယ်။ American သမ္မတထရန်ကတောင်ကိုရီးယားနိုင်ငံတွင်ကျင်းပမည့်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးစည်းဝေးမတိုင်မီဂျပန်နိုင်ငံသို့အော်တိုဘာလနောက်ဆုံးရက်သက်တပတ်တွင်လာရောက်ရန်ရှိနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ခမောက်ကြီးလုံဖောရွာရှိအုတ်ချုပ်ရည်မှုနဲ့ပြူစောတိနှုတ်ကိုအရှင်ဖမ်းမိတော့လေခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးစဉ်၃လုံးသိမ်းသောလက်နက်ခဲရနှင့်စကားပြောဆက်များသိမ်းဆီးရရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ တနင်္လာရီတိုင်းခမောက်ကြီးမြို့နယ်လုံဖောရွာရှိအုတ်ချုပ်ရည်မှုနှင့်ပြူစောကြီးနှုတ်ကိုရှင်ဖမ်းမိတော်လေခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးစဉ်၃လုံးသေဆုံးကလက်နက်ခဲရနှင့်စကားပြောဆက်များသိရှိရရှိခဲ့ကြောင်းကော့တောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တနင်္လာရီပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကပြောပါရယ် အော်တိုဘာလ14ရက်မနက်၈နာရီခန့်တွင်ခမောက်ကြီးမြို့နယ်လုံဖော်ကျေးရွာတွင်ကိုဒေါ်လန်ရီတပ်ဖွဲ့များကရှောင်းတခင်ဝင်ရောက်ပြီးကျေးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်နှင့်ကျေးရွာပြူစောတီကောင်းဆောင်အီဆိုတို့ကို လုံခြုံသည့်တနေရာတွင်စစ်ဆေးမေးမြန်းနှိမ့်နိုင်ပြီးပြန်လွှတ်ရန်အတွက်အုပ်ချုပ်ရေးမှူးဝင်းမြင့်ကားကိုပါယူဆောင်လာပြီးဖမ်းဆီးလာကြောင်းထို့နောက်လုံဖော်ကျေးရွာလွန်တနေရာတွင်နတ်မွေကျေးရွာမှပြူစောတီကောင်းဆောင်တပ်ဦးကိုထပ်မံတွေ့ရှိသောကြောင်းဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်းသိရပါသည်ထို့နောက်ရင်းနှီးမွန်လွဲ၁၂နာရီခန့်မှာလမ်းခုလက်တနေရာအရောက်မှာ နေလင်စာစားနေခြင်းပြူစောတိတက်ဦးသည်၎င်းတွင် အသင်ပါလာသော မက်ကန်ပစ္စတိုဖြင့်ပြစ်ခတ်ခုခံပြီး၃ဦးလုံးထွက်ပြေးခဲ့သောကြောင့်ဒေါ်လန်ရေးတက်ဖွဲ့များကလိုင်လံပြစ်ခတ်ဗန်းစီစဉ်၃ဦးလုံးတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ရင်းတို့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင်ပြူစောတိတက်ဦးပြစ်ခတ်သောကြီးစံသည်ဒေါ်လန်ရေးရဲဘော်တို့၏ညာဘက်ပေါင်ကိုကြီးရှက်တိတန်းရာရရှိခဲ့ပြီး၎င်းတို့၃ဦးထံမှစကားပြောဆက်လေးလုံးဖုန်းလေးလုံးကိုလုံးကြီး ခေါချိုးအရှိတလက်၎င်းကြီး၃တောင်းမက်နန်ပစ္စတို တလက်၎င်းကြီး၅တောင်းဖြီသူစစ်စစ်စစ်ရေးကပ်ပြားနဲ့ကားတစီးတို့တင်စီရရှိခဲ့ကြောင်းသိရပါဗျ။အမှန်တရားကိုမြင်တဲ့လူပြည်သူနဲ့အတူတသားတည်းရှိနေတဲ့လူတွေဟာဒီအချိန်မှာအများကြီးပြောစရာမလိုတော့ပါဘူး။အခုချိန်ထိပြည်သူကိုမျက်နှာမမူတဲ့လူတွေအတွက်ကလည်းသူတို့သွားရမယ့်လမ်းကောင်းရှိနေပြီးသားပါပဲလို့ပြောချင်ပါတယ်ဟုကော်တောင်းခရင်ပြည်သူကာကွယ်ရေးအဖွဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကပြောဆိုပါတယ်။ ထို့ပြင်နောက်နောက်တွင်ယခုကဲ့သို့ဖြစ်စဉ်များထပ်မံမဖြစ်စေရန်ကော်တောင်းမြို့နယ်တွင်ရှိရဲကြီးအုပ်ချုပ်ရေးအဖွဲ့များနှင့်ပြည်စောထီအဖွဲ့များဟာဒေါ်လန်ရေးအင်အားစုများမှခေါ်ယူပြောဆိုရာတွင်ကောင်းမွန်စွာပြန်လည်ဆက်ဆံကြပြီးပြည်သူနှင့်အတူပူးပေါင်းပါဝင်ယက်တီသွားကြရန်တိုက်တွန်းအပ်ကြောင်းပြည်သူ့ဘက်မရက်တီသောမြေတီအဖွဲ့ဖြစ်စေမြေသူတဦးတယောက်ကိုဖြစ်စေစစ်ကောင်မရှင်နှင့်အပေါင်းပါမှန်သည်များကိုကော်တောင်းခရင်ဒေါ်လန်ရေးအင်အားစုများမှလှုံ့ထုံလို့နေနေညီဆက်လက်ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတရင်နှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကထပ်မံပြောဆို ကြောင်းသိရှိရပါတယ်။ဆေးရနာရှင်ကိုအမြင့်ဖြတ်နိုင်ရန်တွန်းလိုင်းရေးအဖွဲ့များအလုံးတက်ပေါင်းစုဖွဲ့၍တိုက်ထုတ်ရမည်ဟု Union Liberation Front တပ်ဖွဲ့ကတတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ဆေးအောင်လာရှင်စနစ်ကိုအမြင့်ပြတ်နိုင်ရန်ထောင်လိုင်းရေးဖွဲ့များအားလုံးပူးပေါင်းသည့်တပ်ပေါင်းစုဖွဲ့စည်း၍တိုက်ထုတ်ရမည်ဖြစ်ကြောင်း Union Liberation Front အဖွဲ့မှတာဝန်ရှိသူတို့ကသတိပေးထုတ်ဖော်ပြောဆိုလိုက်ကြပါသည်ဆေးအောင်လာရှင်ကိုတိုက်ထုတ်ရန်စူးစမ်းရာတွင်ရဲဘော်များပြပေးဆက်ခဲ့ရပြီဖြစ်ပြီးရဲဘော်များအနေဖြင့်ခံယူချက်ပြောက်၍မရကြောင်းခံယူချက်ဖြင့်သာတော်လိုင်းရေးကိုရှေ့ဆက်သွားရမည်ဖြစ်ကြောင်းထို့သောတော်လိုင်းရေးရှေ့ဆက်သွားရာတွင်အမြန်ဆုံးပြင်းမြောက်ရန်အတွက်တပ်ပေါင်းစုဖွဲ့ရမည်ဖြစ်ပြီးအင်အားကြီးသည့်တပ်ပေါင်းစုဖြစ်လာမှသာအာ နာရှင်စနစ်ကိုအမြင့်ပြတ်တိုက်ထုတ်နိုင်မည်ဖြစ်ကြောင်း Union Liberation Front မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်အားလုံးပူးပေါင်းပြီးတော့တော်လှန်ရေးကိုတိုက်ထုတ်မှရမယ်တပ်ဖွဲ့တဲ့ တဖွဲ့တွေတိုက်လို့မရဘူးတစုတဲ့တိုက်လို့မရဘူးတရင်တဲ့တိုက်လို့မရဘူးတမြို့နယ်တဲ့တိုက်လို့မရဘူးတဖွဲ့တွေတောင်တိုက်လို့ရတယ်တဖွဲ့တွေတည်သွားပါလိမ့်မယ်အဲ့ဒီတော့ငါတို့ဒီတော်လိုင်းရဲ့အမြင်ဆုံးပြည်မြောက်အောင်မြင်ဖို့ဆိုရင်ဒီထက်မကတပ်ပေါင်းစုရပါမယ်တပ်တွေအများကြီးပေါင်းစုပြီးတော့ဆေးရနာရှင်ကိုတိုက်ထုတ်မှရမယ်ဟု Union Liberation Front အဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်ထို့သောတပ်ပေါင်းစုဖွဲ့နိုင်ရန်အတွက်ရခင်ကဲ့သို့မာနခံနေ၍အတ္တကြီးနေ၍မရကြောင်းတပ်ပေါင်းစုဆိုဒီမှာလွယ်လွယ်နဲ့ပေါင်းဆက်၍မရတော့လဲဆေးရနာရှင် ွန်းစနစ်အမြင့်ဖြည့်ရန်မှမူတပ်ပေါင်းစုမှသာဖြစ်နိုင်မည်ဖြစ်ကြောင်း Union Liberation Front အဖွဲ့ကသတင်းထုတ်ပြန်ပြောဆိုပါတယ်တော်လိုင်းရေးတက်များအနေဖြင့်ရှင်းဆက်ရှောင်းလိုင်းရမည်လမ်းနှလမ်းသာရှိပြီးရင်းနှလမ်းမှာတပ်ပေါင်းစုဖြင့်ပူးပေါင်းကြမည်လားအသေးခံကြမည်လားဆိုသည့်သာဖြစ်ကြောင်းတပ်ပေါင်းစုဖွဲ့ရေးမှဆက်ရနာရှင်ကိုအနိုင်တိုက်ရေးအတွက်အလွန်အရေးကြီးလာကြောင်း Union Liberation Front တပ်ဖွဲ့ကတတိပေးထားကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းကတော့နထိုးကြီးမျိုးနယ်ပဲချက်ကျေးရွာသို့စစ်တပ်ကစစ်တပ်လေဒီ၃စီးဖြင့်ဗုံးများကျေချမှုဖြီးသူလေးဦးတေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမျိုးနယ်ပဲချက်ကျေးရွာသို့စစ်တပ်ကစစ်တပ်လေဒီ၃စီးဖြင့်ဗုံးကျေချမှုဖြီးသူလေးဦးတေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိကြောင်းဒေသဖြီးသူများကပြောဆိုပါရယ်။ယမန်နေ့အောက်တိုဘာ၁၉ရက်မနက်၆နာရီချိန်ကနထိုးကြီးမျိုးနယ်ပဲချက်ကျေးရွာဘော်သို့စစ်တပ်၏စစ်တပ်လေဒီ၃စီးကဗုံးများကျေချခဲ့ကြောင်းရင်းကဲ ့သို့ပုံကျဲချမှုကြောင့်ပဲချက်ကျေးရွာမှနေထိုင်တဲ့ပြည်သူလေးဦးသေဆုံးခဲ့ပြီးနှစ်ဦးမှပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။သေဆုံးသူပြည်သူလေးဦးမှာအသက်55နှစ်ရွယ်ဦးကျော်နိုင်နဲ့ဒေါခင်တန်းတို့အသက်59နှစ်ရွယ်ဦးခမဝင်းနဲ့အသက်62နှစ်ရွယ်ဒေါခင်တင့်တို့ဖြစ်ကြောင်းဒဏ်ရာရရှိသူများမှာအသက်70နှစ်ရွယ်မက်ဂျူးဂျူးကိုနဲ့အသက်55ရွယ်ဒေါရွှေဝါထွန်းတို့ဖြစ်ကြောင်းသိရပါတယ်။သေဆုံးသူလေးဦးစလုံးကသူတို့အိမ်မော်ကိုဘုံတိကြပြီးအိမ်လဲပြက်စီတဲ့အိမ်မနေထိုင်သူတွေလည်းသေဆုံးတာပါ။နေအိမ် ောက်လုံးတပ်မင်းပြည့်စည်ပါတယ်ဟုဒေတာပြည်သူတို့ကရှင်းပြပါတယ်အကြံဖက်စစ်တပ်ကမန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေသည့်အပြင်မြေပြင်တွင်စစ်ကြောင်းထိုးမှုများကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်လာကြောင်းဒေသစီရင်တင်းရှင်းမြများထံကသိရှိရပါသည်။